ဆန်သင်းကြော်တန်း Samsung A26 ကဒီဇိုင်းပိုင်းကတော့တော်တော်လေးလှပါတယ်။ဒါပေမဲ့ဒီကောင်ရဲ့ display ပိုင်းကတော့ကျွန်တော်နည်းနည်းလေးရုပ်ဆိုးရလို့ပြောချင်တယ်ပေါ့နော်။ဆန်သင်းကြော်ပေးထားရဆိုပေမဲ့ display မှာ notch တွေချင်းနေတာတော်တော်လေးကြီးနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါပေမဲ့ resolution ပိုင်းကတော့တို့နည်းနည်းမြင့်နေထားရပေါ့နော်။ Super AMOLED ကိုသုံးထားပြီးတော့ refresh rate ဆိုလို့ရှိရင်လည်း 120Hz ကိုသုံးမိထားပါတယ်။ ဒီကောင်ရဲ့1 and 2 years ကလည်းတော်တော်လေးလုံးဖြစ်တယ်စူပါအားမှုလဲဆိုတဲ့အတိုင်း resolution ရတယ်ကောင်းပါတယ်ဒါပေမဲ့ဒီကောင်ရဲ့စူပါအားမှုလက်ကကျွန်တော် NFC fingerprint နဲ့မပါပါဘူးအဲ့တော့ကျွန်တော်တို့အားမှုလဲဆိုပေမဲ့လည်း side mode finger print နဲ့ပဲတောင်းရမယ် တကယ်တော့တခြား Android phone တွေမှာဆိုလို့ရှိရင်ကျွန်တော်စနသိန်းတိုလောက်ပေးရပြီဆိုတာနဲ့ Android fingerprint ကတော့ပါလိမ့်ရှိရယ်ပေါ့နော်ဒါကတော့ Samsung ကသူတို့ရဲ့ဒီ A26 ကို entry level လို့သဘောထားလို့ Android fingerprint မထည့်ပေးထားတာမျိုးဒါမှမဟုတ် quality မကောင်းပါဆိုလို့မထည့်ပေးထားတာမျိုးဖြစ်နိုင်ပါတယ် display ရဲ့တခြားအပိုင်းတွေဖြစ်တဲ့ resolution တွေကျွန်တော် refresh rate တွေနဲ့ brand name တွေကတော့တော်တော်လေးကိုကောင်းတဲ့နေရာမှာပါတယ်ဒါပေမဲ့ကျွန်တော်တို့ကပေါ့နော်2025မှာ not sure ပါတဲ့ phone ကိုသုံးနိုင်တယ်ဆိုလို့ရှိရင်တော့အဆင်ပြေမှာပါ speaker တွေနဲ့ဆိုလို့ရှိရင်လည်းကျွန်တော် single down firing speaker ကိုသုံးမိထားပြီးတော့အတန်ကြီးရမ်းကျယ်နေရမျိုးတော့မရှိဘူး battery ကိုကျွန်တော် 9000mAh ကိုထည့်ပေးထား ပြီးရော25 offer ချခြင်းပါတယ်တကယ်လည်းတော်တော်အားခံပါတယ်ဒါပေမဲ့ဒီဖုန်းမှာကျွန်တော်တို့ performance ဘိုင်းတွက်ဆိုရှင် Asus Note 1380 SoC ကိုသုံးမိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် data force gain ကိုစမ်းစောကြည့်တဲ့အခါမှာ graphic အနေဆုံးနဲ့ဆော့မယ်ဆိုရင်တော့တော်တော်လေးထစ်တာကိုတွေ့ရပါတယ်အဲ့တော့ဒီကောင်းတဲ့ performance ကကျွန်တော် battery gain နေနဲ့ shooting gain တွေကိုတော့ဟိုကောင်းကောင်းကြီးထားနေလုပ်နေတာမျိုးမရှိဘူး mobile ကြမ်းလိုမျိုး gain ကိုတော့ကောင်းကောင်းဆော့လို့ရမှာပါ camera ထဲမှာဆိုလို့ရှိရင်ကျွန်တော် selfie camera ကတော့တိတ်အားမရဘူးဆိုပေမဲ့ဒီကောင်းရဲ့ rear camera ပေါ့နော်ကျွန်တော်50 megapixel လေးကတော့တော်တော်လေးလုပ်ဖြစ်ပါတယ် Indonesia မှာအဓိကအသက်တက်တစ်ခုအနေနဲ့ကျွန်တော်မြင်တာဆိုလို့ရှိရင်သူ့ရဲ့ software update 6နှစ်ပေးမယ်ဆိုတဲ့အချက်ပါပြီးတော့ကျွန်တော် wifi ဖြစ်တဲ့အကြောင်းမလို့ဒီ software brand နဲ့ပတ်သက်ပြီးတော့ဘာမှပြောစရာမလိုဘူးပေါ့နော်ပြီးတော့ကျွန်တော် size to size မျိုး features တွေတခြားသော AI features တွေအများကြီးလည်းထည့်ပေးထားတာဖြစ် တဲ့ကြောင့်မလို့ AI ဘက်နဲ့ပတ်သက်ပြီးတော့ Indonesia ကအတူစီတန်းဝင်ချိန်မှာတော်တော်လေးကောင်းတယ်ဖုန်းမှာ overall အနေနဲ့ကတော့ကျွန်တော်တို့က Samsung ကျော်ဆိုတဲ့ဈေးမှာ display ကို notch နဲ့မလိုချင်ဘူးဆိုလို့ရှိရင်တော့ဒီဖုန်းကကျော်ကျော်သွားမှာဖုန်းဖြစ်တယ်ပြီးတော့ကျွန်တော် performance မြင့်မြင့်ပေါ့နော်ဒီ data push လိုမျိုး gain တွေကိုစောင့်ကြည့်နေဆိုလို့ရှိရင်တော့ဒီကောင်လေးကတော့အသေးပြီးစဉ်းမပြေပါဘူးဒါပေမဲ့ဘယ်ဘိုင်းနဲ့မှအားကိုးလို့ရလဲဆိုတော့ design မှာဆိုလို့ရှိရင်ဒီကောင်လေးကတော်တော်လေးလှတယ်လို့မျိုး Samsung ရဲ့ super AMOLED display ပါတဲ့ဖုန်းဖြစ်တဲ့တကြောင်မလို့ display quality ကတော့စိတ်ကြိုင်းကြစီမှာဖြစ်ပါတယ်အခုကျွန်တော်ပြပြပေးခဲ့တဲ့ဒီ Galaxy A26 ကပေါ့နော်အားသာကြအားနည်းချက်တွေကိုကိုနဲ့ ဘယ်ဟာကိုက်လဲဘယ်ဟာမကိုက်လဲဆိုတာဆုံးဖြတ်ပြီးတော့ဝယ်ဖို့ပြောရင်းနဲ့ဒီဗီဒီယိုလေးကိုဆုံးသတ်ချင်ပါတယ် See you next video